ကိုယ်ပိုင်လုပ်ငန်းမှာလုံခြုံရေးဝန်ထမ်း10ဦးအထက်ခံထားလိုတဲ့လုပ်ငန်းရှင်တွေသက်ဆိုင်ရာပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကိုယ်ကျေးရေးကော်မတီကိုခွင့်ပြုမိတ်လျှောက်ထားရမယ်လို့ပြည်ရင်းဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကပြောပါရယ်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကိုယ်ကျေးရေးဘဟုကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို2025ခုနှစ်ဖေဖော်ဝါရီ16ရက်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၄မြင်းဆောင်2025နဲ့အတူပြုပြဋ္ဌာန်းခဲ့ကြောင်း ပုတ်ကလေးကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကိုယ်ကျေးရေးဗဟိုကော်မတီကပုတ်ကလေးကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေပုံမှ55ပုံမှကွဲခါခွဲအရာပုတ်ကလေးကလုံခြုံရေးဝန်ဆောင်မှုလိုင်စင်သို့မဟုတ်ခွင့်ပြုမဲ့လျှောက်ထားခြင်းဆိုင်ရာညွှန်ကြားချက်ကို2025ခုနှစ်ဇွန်လ18ရက်မှာဗဟိုကော်မတီရဲ့အမိန့်ကြေညာစာအမှတ်16မြင်းဆောင်2025နဲ့အတူပြုထုတ်ပြန်ပြီးဖြစ်ကြောင်းပုတ်ကလေးကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေမှာ အခန်း၁ကနေ၃အထိပါဝင်ပြီးဥပဒေပုံမှ၁ကနေပုံမှ55အထိပြဋ္ဌာန်းထားကြောင်းပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်လိုတဲ့ကုမ္ပဏီနဲ့လုပ်ငန်းရှင်တွေအနေနဲ့လိုင်စင်လျှောက်ထားတာခွင့်ပြုမိတ်လျှောက်ထားတာလိုင်စင်ရရှိသူရဲ့တာဝန်နဲ့အခွင့်အရေးတွေပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်တွေတာမြင့်ချက်တွေပြည်တံတွေပြည်ဆောင်စွာတည်ရှိလိုက်နာဆောင်ရွက်ဖို့ဖော်ပြထားတဲ့အပြင်ဘူကော်မတီက2025ခုနှစ်ဇွန်18ရက်မှာအမိတ်ကြေညာစာအမှတ်16အမြင့်ဆုံး2025နဲ့ထုတ်ပြန်ထားတဲ့ လိုင်စင်နဲ့ခွင့်ပြုမဲ့ရှောက်ထားခြင်းဆိုင်ရာညွှန်ကြားချက်ရှောက်လွားပုံစံတွေနဲ့လိုင်းနာဆောင်ရွက်ရမယ့်ညွှန်ကြားချက်တစ်ကနေ59အထိပြည့်စုံစွာဖော်ပြထားကြောင်းပြောပါရယ်ပုတ်ကလေးကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကင်လုပ်တဲ့ကုမ္ပဏီတွေဟာပုတ်ကလေးကလုံခြုံရေးဝန်ဆောင်မှုလိုင်စင်ကိုညွှန်ကြားချက်နဲ့အညီသက်ဆိုင်ရာပြည်ထောင်စုနယ်မြေတိုင်းဒေသကြီးနဲ့ပြည်내ပုတ်ကလေးကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကိုယ်ကယ်ရေးကော်မတီကိုသတ်မှတ်ချက်တွေနဲ့အညီရှောက်ထားရမှာဖြစ်ကြောင်း ကိုယ်ပိုင်လုပ်ငန်းနဲ့လုပ်ငန်းခွဲတွေမှာလုံခြုံရေးဝန်ထမ်းဆယ်ဝက်ထက်ခံထားလို့တဲ့လုပ်ငန်းရှင်တွေဟာခွင့်ပြုမိကိုသက်ဆိုင်ရာပြည်ထောင်စုနယ်မြေတိုင်းဒေသကြီးနဲ့ပြည်နယ်ပုတ်ကလေးကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကိုယ်ကရေးကော်မတီကိုရှောက်ထားရမှာဖြစ်ကြောင်း ပြည်ထောင်စုနေမြေတိုင်းဒေသကြီးနဲ့ပြည်နယ်ပုတ်ကလေးကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကိုကယ်ရေးကော်မတီကရှောင်းလွှာတွေကိုတမတ်ချက်တွေနဲ့ညီညွတ်မှုရှိမရှိစစ်ဆေးပြီးညီညွတ်မှုရှိတဲ့ရှောင်းလွှာတွေကိုသဘောရမှတ်ချက်နဲ့အတူဘဟုကော်မတီကိုတင်ပြရမှာဖြစ်ပြီးဘဟုကော်မတီရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရကြီးကြပ်ကိုကယ်ရေးကော်မတီတွေကလိုင်စင်ထားမဟုတ်ခွင့်ပြုမိန့်ကိုရှောက်ထားသူထံထုတ်ပေးရမှာဖြစ်ကြောင်း ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုဆောင်ရွက်မဲ့ကုမ္ပဏီတွေကိုနိုင်ငံတော်လုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့အများပြည်သူတို့ရဲ့အေးချမ်းသာယာရေးကိုအထောက်အကူပြုစေဖို့နဲ့လူဆွမ်းအရင်းမြစ်တွေဖွံ့ဖြိုးတိုးတက်စေပြီးနိုင်ငံတကာအစ်စ်မီပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုတွေဖြစ်လာစေဖို့အတွက်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကိုယ်ကျေးရေးအဖွဲ့တွေကဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့အညီစက်မှတ်ဆောင်ရွက်ပေးဖို့လိုကြောင်းပြောပါရယ်။